သက်များအားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ညချန်နယ်ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံလေးကတော့ငဖယ်အင်းကြီးရွာမှာလူတက်မှုဆိုတဲ့စိတ်ဝင်စားပွဲတတိအတံဝေကားရပွဲရဲမတန်မှုခင်းဖြစ်မှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။ငဖယ်အင်းကြီးရွာမှာလူတက်မှု မိယထာလမ်းမှာလူတယောက်ယထာကြိတ်ခံရလို့ရစရာမနဲ့အစောကြီးရှိသေးတယ်ကျွန်းကုန်းရေစကန်းကို အမှုကြီးတစ်ခု ရောက်လာတယ်အမှုကြီးကြီးသေးသည် ပြည်လဲအောင်ဆောင်ရွက်ရမှာကရဲတပ်ဖွဲ့ဝင်များသာဖြစ်တယ်ဘသူတရင်ပို့တာလဲကိုလာမြင့်ယထာလမ်းလုံချုံရေးဝန်ထမ်းတူဦးအောင်တိုင်လာပို့တာပါစရာခမရပဲတာဝန်ယူဆောင်ရွက်လိုက်ပါဗျာဟုတ်ကဲ့စရာစကမ်းမှုရဲအုပ်ဘုံဝင်းကိုအလေးပြုပြီးတာဝန်မှုဒူရဲအုပ်လာမြင့်က ပြန်ထွက်လာသည် ဥအောင်ကျိုင်းကအခန့်အပြင်မှာစောင့်နေတယ်။ကဲ၊သွားကြစို့ဥအောင်ကျိုင်း။ကြေးတော့ရရေခင်မှုတက်ကြက်ကြီးတန်းဆိုအင်တိုင်းကြီးရအေးချမ်းသာယာရည်နဲ့ဖွံ့ဖြိုးရေးကောင်းစီဥက္ကရာဥဆွေဝင်းတို့ကိုဝင်းခေါ်လာတယ်။ဟိုမဆရာကင်းတဲ့အမှတ်20နှစ်အနီးဇလီဖားတုံးခုနှစ်တုံး၈တုံးအကျော်ကျင်းနန်းတိုင်အမှတ်190နှစ်မြင်းဆောင်ဇလီအနီးကိုရောက်လာကြရည် မနဲ့အစောကြီးရှိသေးတဲ့အတွက်လမ်းတော်လမ်းလာများကင်းရှင်းနေသည်။ဟာမြင်လိုက်ရှားတဲ့အုံနောက်အစိပ်ပိုင်းများကိုဒူရဲအုပ်လာမြင်ကြောင်ကြည့်နေမိသည်။အုံနောက်များကဒလီဖားတို့များပေါ်မှာမြင်မကောင်းအောင်ပြန့်ကျနေသည်။မိုင်းတိုင်းအမှတ်190နှစ်မြင်ဆောင်ဇတ်တုံးအနီးမှာပြက်နေတဲ့ခြေတစ်ဖက်ကိုတွေ့ရသည်။ 190နှစ်မြင့်ဆောင် စနစ်အနီးမှာအစိမ်းရောင်စွတ်ကြဲအပိုင်းစများကို တွေ့ကြရသည်ဆက်လက်ရှာဖွေကြရ190နှစ်မြင့်ဆောင်စက်တိအနီးမှာလက်ပြတ်တစ်ဖက်ကိုတွေ့ရသည်ဥက္ကရာဒီမှာကြည့်ပါဦးဒူရဲအုပ်လာမြင်ကလက်ပြတ်ကိုပြရသည်ဥဆွေဝင်ကလက်ပြတ်ကိုတည်တည်ချာချာကြည့်သည်ချင်းမမဆိုပါလားဗျာ ချစ်မမဇလုံးများနေတူအသေးပုံမှာဓားဆိုင်နေတဲ့ပုံကိုစေးမင်ချောင်ထိုးထားတယ်။သူရဲ့အုပ်လာမြင်ကဓာတ်ပုံရိုက်ယူထားလိုက်တယ်။ဇလက်ရှာဖွေကြရာ190နေမြင့်ဆောင်30နှစ်အရောက်မှာကိုခန္ဓာအပေါ်ပိုင်းကိုတွေ့ရတယ်။ပဝင်းကျင်မှာဆက်လက်ရှာဖွေကြရာကင်းတဲအမှတ်22အနီးရှိသွေးဆက်လမ်းကြောင်းများကိုတွေ့ကြရတယ်။ သွေးဆက်လမ်းကြောင်းအတိုင်းခြေရခံပြီးလိုက်ကြရာယထာတန်လန်းအရှိဘတ်နတ်စင်ကုန်းကြီးရောတင်းတိုင်းကုန်းအနီကူရောက်လာကြရီလူကုတတာအနီမှာစတဲ့နေဆွကြောင်းကြီးတခုကိုတွေ့ရရီအင်းဒါရိုးရိုးယထာတိုက်မှုတော့မဟုတ်ဘူးပြုဟုတ်တယ်ဆရာဒီနေရာမှာတက်ပြီးမှယထာတိုက်လို့တည်တဲ့ပုံဖြစ်အောင်အလောင်းကိုယထာလန်းကိုဆွဲယူသွားတာသွေးဆက်တင်နေဆွကြောင်းကြီးကတက်တည်ပြနေတယ် မြေပြင်အနေထားများကိုဒူရဲအုပ်လှမြင်ကာတပ်ပုံရိုက်တဲ့ရဲလုံငန်းကုံနဲ့ထီစစ်စစ်ပြီးစူးစီးရရှိတဲ့အလောင်းကိုရဲစေးစာနဲ့တူတောင်ငူစေးုံကိုပူလိုက်တဲ့ယထာလမ်းမှာတည်တဲ့လူအကြောင်းကိုစုံစမ်းလို့ရပြီစရာဒူရဲအုပ်လှမြင်ကိုရဲအုပ်ဘဝင်းကအလေးပြန်ပြူရယထာတိုက်လို့ကိုခန္ဓာအစိပ်ပိုင်းများမျက်မကောင်းရှုမကောင်းအောင် အပိုင်ပိုင်းပြတ်တောက်နေတော့လေ တွေ့ရှိရတဲ့သဲလွန်စာများကြောင့်လူသတ်မှုမှန်ရဲတပ်ဖွဲ့ကတည်တဲ့တရားခံဖော်ထုတ်နိုင်ရေးအတွက်တည်ဆုံးသူဘဲသူဘဲဝါဖြစ်တာကို အရင်စုံစမ်းရတယ်။တိတ်ခက်ခက်ခဲခဲမစုံစမ်းရ။တည်ဆုံးသူရဲ့လက်မှာကျမမဆိုတဲ့စာရန်နဲ့အသေးပုံဓာတ်ဆိုင်တဲ့စင်းမင်ကြောင့်များပါရှိနေရ။အလွယ်တကူပဲစုံစမ်းရရှိလိုက်တယ်။ဘသူတဲ့လေ။ငဖေးအင်းကြီးရွာကအောင်ဆန်းဝင်းခေါ်ချင်မွေးပါစရာ။อืม ါဆိုလိုက်ရတာလွယ်ပါပြီ။တည်ဆုံးသူနာမည်နဲ့နေရက်လိပ်စာကိုသိရပြီဖြစ်တော့နောက်ဆက်တွဲများကိုစုံစမ်းရှာဖွေရန်အခက်အခဲမရှိနိုင်တော့ငဖေအင်းကြီးရွာကိုသွားပြီးစုံစမ်းရင်သိနိုင်နေ။တရားခံများထွက်ပြေးနေသည့်တိုင်လွတ်မှာမဟုတ်တော့ရာဇဝေဘေးဆိုတာကကြီးလို့မလွတ်ပြီးမကောင်းမှုဆိုတာကစိတ်괴ရာမရှိပါ။ငဖေအင်းကိုခမရပဲသွားလိုက်ပါ။ဟုတ်ကဲ့ဆရာ။ စခန်းမှုရဲအုပ်ဘုံဝင်အခန်းထဲကပြန်ထွက်လာတာနဲ့တကြက်ကြီးဝင်းလင်ကို ခေါ်ပြီးဒူရဲအုပ်လာမြင်ငဖယ်အင်းကြီးရွာကိုချက်ချင်းထွက်လာရည်အချိန်ဆိုင်နေလို့မဖြစ်ပါအချိန်ဆိုင်နေရင်ကွင်းဆက်တည်းရခံများထွက်ပြေးသွားနိုင်နေရရှိထားတဲ့သဲလွန်စားများပျောက်ပြတ်သွားနိုင်နေရာဇဝဲမှုကိုဖော်ထုတ်ရမှာလင်းမြန်စွာဆောင်ရွက်ခြင်းကလည်းအောင်မြင်မှုတစ်ခုပဲဖြစ်တဲ့ ိမိတို့ကလှင်မြန်ဆောင်ရွက်ခြင်းကြောင့်တရားခံများမှာရှောင်တိန်ချိန်မီရပဲအဖမ်းခံရရည်။ဟော၊ဆရာတို့ဘယ်ကလဲလာတာလဲ။ငဖေဤကြီးရွာဤချမ်းသာယာဤနဲ့ဖွံ့ဖြိုးရေးကောင်စီဥက္ကရာဥညံမြင့်ကိုရွာထိတ်မှာတွေ့ရရည်။ရဲတပ်ဖွဲ့ဝင်များရောက်လာတဲ့အတွက်ဥညံမြင့်ကအံ့ဩနေရည်။ဥက္ကရာစီကိုလာတာပေါ့ဗျာ။ဘာကိစ္စရှိလို့လဲဆရာ။ကိစ္စရှိမှလာရမှာလားဗျာ။ မဟုတ်ပါဘူးဆရာရဲ့လာရပါတယ်ဆရာတို့ကိုမြင်တော့အကြောင်းထူရှိမှာပဲဆိုပြီးကျွန်တော်ကူညီရမယ့်အကြောင်းကိုစဉ်းစားမိလို့ပါအင်းမပြောလဲမပြီးတော့ပြောရမှာပဲဥက္ကရာကြီးဦးညံမြင့်မျက်လုံးပြူသွားပြီးပြဿနာတစ်ခုခုပေါ်နေပြီဆိုတဲ့အတိကဦးညံမြင့်ကိုရင်အခုံမြန်စီတဲ့ဘာများလေဆရာငဖေးအင်းကျော်သားတယောက်ယထာကျိတ်ခံရလို့ဟမ်ဘာတူလဲဆရာဥက္ကရာတိမှာပါ လမောင်းမှာအသေးပုံဓာဆိုင်နေတဲ့ပုံရယ်ချင်းမမဆိုတဲ့ဇလုံးရယ်ကိုစေးမင်ကြောင်ထိုးတာလေချင်းမွေးအောင်စန်းဝင်းခေါ်ချင်းမွေးပဲဟုတ်တယ်ဇာယထာတိုက်လို့သေးတာလားကိုကတော့အပိုင်းပိုင်းပြတ်နေတာပဲယထာတိုက်တာပေါ့ယထာကသေပြီးမှတိုက်တာပါဗျာဗျာဒီလိုဥက္ကရာကြီးတရင်ရလို့ကျွန်တော်တို့သွားစစ်တော့ယထာလမ်းမှာချင်းမွေးကိုအစိတ်ပိုင်းတွေကိုတွေ့ရတယ်တဘောကတော့ယထာတိုက်တာပေါ့ဗျာ ရထားတိုက်တာမဟုတ်ဘူးလားမဟုတ်ဘူးဗျအလောင်းတွေးတဲ့နေရာကိုစစ်စစ်ကြည့်တော့သွေးဆက်တွေတွေ့ရတယ်သွေးဆက်တွေနောက်ကိုခြေရခံလိုက်ကြည့်တော့လူသေးအလောင်းဆွဲယူလာတဲ့စွကြောင်းကိုတွေ့ရတယ်စွကြောင်းအတိုင်းလိုက်သွားတော့ရထားလန့်အရှိဘတ်နတ်စင်ကုန်းကြီးရွာတင်းချိုင်းလူကူတားမှာစွကြောင်းဆုံးနေတာကိုတွေ့ရတယ်တင်းချိုင်းကုန်းမှာတက်ပြီးမှရထားတိုက်တယ်လို့ဖန်တီးထားတာပေါ့ဟုတ်တယ်ဥက္ကရာအတော်အကြံကြီးတဲ့ကောင်းတွေဘသူတွေလဲဆရာ ဟာဥက္ကရာကလည်းကျွန်တော်တို့မသိလို့လာတာပေါ့ဗျဥက္ကရာမသိဘူးလားဆရာပြောမှချင်းမွေအကြောင်းသိတယ်ဟာဘဲကောင်တွေတတ်တယ်ဆိုတာကျွန်တော်ကဘဲသိမလဲဆရာရဲ့ဒါဆိုလဲကျွန်တော်တို့ကိုကူညီဗျဘာကူညီရမလဲဆရာမနေ့ကချင်းမွေဘသူတွေနဲ့ဘာလုပ်တယ်ဘဲသွားတယ်ဆိုတာစုံစမ်းပေးစမ်းပါ ကောင်းပြီဆရာဆရာတို့အိမ်မှာနားနေပါကျွန်တော်ရွာထဲမှာစုံစမ်းပေးပါမယ် ဒူရဲအုပ်လာမင်းတို့ကိုအိမ်မာထပြီးဥညံမြင့်က ရွာထဲကိုထွက်ခဲ့တယ်။တရားခမ်းများရှောင်းတိန်သွားမှဆိုးတဲ့အတွက်ဒူရဲအုပ်လာမင်းတို့ရွာထဲကိုမထွက်ပေဥညံမြင့်အိမ်မာနားနေကြတယ်။ဒေါ်အေးမေကလက်ဖက်ရည်နွေးချမ်းများနဲ့အေးခံနေ။ပြင်းနေပြီလားဆရာ။လူတယောက်နဲ့ဥညံမြင့်ပြန်ရောက်လာတယ်။ဒူရဲအုပ်လာမင်းကိုတွေ့တဲ့အခါဥညံ့မြင့်နဲ့ပါလာသူကမျက်နှာပြတ်သွားပြီ။ဒူရဲအုပ်လာမင်းကမသိဟန်ဆောင်နေတယ်။မပြေးမအောင်ဗျာ။ ။သူကဘယ်သူလဲဥက္ခရာ။သူကတန်းမောင်နေစရာ။မင်းညကချင်းမွေးနဲ့အတူတူဘီရိုတွားကြည့်တယ်တဲ့။အော်ဟုတ်လား။ချင်းမွေးသေးတာသိသလား။သိသိပါတယ်။ဘယ်တော့ကသိတာလဲ။အအကြီးပြောလို့သိတာပါ။တန်းမောင်အတန်တွေတုံနေတဲ့ဒူရဲအုပ်လာမြင့်နဲ့မျက်နှာချင်းမစုံမိအောင်တန်းမောင်ရှောင်နေတယ်။ခမရနဲ့ကိုချင်းမွေးတို့လူချင်းခွဲကြတော့ဘယ်ချိန်ရှိပြီလဲ။9နာရီ အေအေ6နာရီပါကိုချင်မွေးနဲ့လူချင်းခွဲပြီးခမရဘဲသွားလေဟိုအေဘဲဘဲမှမသွားပါဘူးကိုချင်မွေးနဲ့ဘဲမှလူချင်းခွဲကြတာလေဒါဒါအေမဟုတ်ပါဘူးမညာပါနဲ့တော့ဗျာကိုချင်မွေးယထာအတိုက်ခံရလို့သိတာမဟုတ်ဘူးဗျအသက်ခံရလို့သိတာအသက်ခံရတဲ့နေရာကလည်းကျွန်တော်တို့သိထားပြီးပြီကိုချင်မွေးအသက်ခံရတဲ့နေရာကတင်ကြိုင်ကုန်းလူကုတရားမှာ ခမရအဲ့ဒီမှာချင်းမွေးနဲ့တူရှိနေတာကျွန်တော်တို့သိတယ်ခမရချင်းမွေးကိုဘာလို့တတ်တာလဲကျကျကျွန်တော်မတတ်ဘူးဆရာခမရမတတ်ရင်ဘသူတတ်တာလဲမှန်မှန်ပြောနော်မှန်မှန်ပြောရင်တော့ခမရကိုကျွန်တော်တို့ကကူညီနိုင်မယ်မမှန်တာပြောရင်တော့ခမရထိုင်းနေခမရကံမယ်ကျကျွန်တော်အမှန်ပြောပါမယ်ဆရာပြောမနေ့ကကျွန်တော်နဲ့ချင်းမွေးဘီရိုကြည့်ဖို့သွားကြပါလေတင်းချိုင်းကုန်းလူကူတရားကိုရောက်တော့ တင်ဆန်းဝင်းလိုင်တီဟာတို့နဲ့တွေ့ပြီးချင်းမွေးနဲ့ရန်ဖြစ်ပါတယ်တင်ဆန်းတို့ကချင်းမွေးကိုဝိုင်းကြိုက်လို့ချင်းမွေးတေးသွားပါတယ်ခမရကရော ကျွန်တော်ကတရားအောင်မှ နောက်ဖေးသွားနေပါတယ်ချင်းမွေးရဲ့အလောင်းကဘာလို့တရားပေါ်ကနေရထားလမ်းကိုရောက်နေတာလဲနောက်ဖေးသွားပြီးတော့ကျွန်တော်တရားပေါ်ပြန်တက်လာတော့တင်ဆန်းတို့ကချင်းမွေးကိုရိုက်ပြီးနေပြီကျွန်တော်ကလည်းဖော်ရင်တက်ပြင်မယ်ပြောတယ်နောက်ပြီးတော့သူတို့၃ယောက်နဲ့အတူ ကျွန်တော်ကိုချင်းမွေးအလောင်းကိုမခိုင်းပြီးယထာလမ်းပတ်ကို ဆွဲယူခိုင်းတယ်။ခမရပြောတာအမှန်တွေနော်။အမှန်တွေပါဆရာ။တင်ဆန်းတို့ဘဲမှာလဲ။မနေ့ကလေးကထွက်ပြေးသွားကြပြီဆရာ။ကဲဥက္ခရာကြီးတင်ဆန်းတို့တရင်ရရင်အကြောင်းကြပြ။ကျွန်တော်ကိုတန်းမောင်ကိုခေါ်သွားမယ်။စိတ်ချဆရာ။တရင်ရရင် ကျွန်တော်ကိုယ်တိုင်ဖမ်းပို့ပါမယ်။ငဖယ်အင်းကြီးရွာမြောက်ဘက်လေကွင်းမှာပုံအောင်နေတဲ့ ကျင်းစန်းခေါ်ကြကြောကိုဒူရဲအုပ်လှမြင့်တဲ့အဖွဲက၎င်းငဖဲအင်းကြီးရွာအနောက်မြောက်ဘက်လေကွင်းမှာပုံအောင်နေတဲ့ဝင်းလိုင်ခေါ်ကြီးပေကိုဒူရဲအုပ်အောင်လွင်တဲ့အဖွဲက၎င်းငဖဲအင်းကြီးရွာအရှိတောင်ဘက် လေကွင်းမှာပုံအောင်နေတဲ့တီဟကိုကိုရဲအုပ်ဘူဝင်းတဲ့အဖွဲက၎င်းတရင်အရောက်ဝင်ရောက်ဖမ်းဆီးလိုက်ကြရီကျင်းစန်းခေါ်ကြကြောကဂျင်မွေးကိုတမ်းမိချောင်းဝင်ခန်းနေတယ် ချင်းမွေးကိုအသေးရိုက်တတ်ပြီးမြေထားကျိတ်လို့တေးရဟန်ပြုတ်လောက်ထားပြီးမေရဲတပ်ဖွဲ့ဝင်များရဲ့ထိုးထွင်းညံကြောင်းလူသက်မှုကိုဖော်ထုတ်လိုက်တိုင်းနဲ့ရာဇဝေဘေးဆိုတာကပြည့်မလို့မကောင်းမှုဆိုတာကစိတ်괴ရမရှိကြောင်းကျွန်းကုံရဲစခန်းမှာရဲတပ်ဖွဲ့ဝင်များကတတ်သိပြလိုက်သည်တင်ဆန်းခေါ်ကြချောဝင်းလိုက်ခေါ်ချီးပြီးတီဟာတို့ကိုကျွန်းကုံရဲစခန်းမှာ ပ32နှစ်မြင်းဆောင်2009ခုနှစ်ပြည်မှုဆိုင်ရာဥပဒေပုံမှ300နှစ်နဲ့ဖန်စီအရေးယူလိုက်ပါရီ။ဇာရီးသူဇာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့နောက်ထပ်ဇလန်းတစ်ပုတ်အနည်းနဲ့လက်စုပ်တကွင်မောင်ရင်အမားဆိုတဲ့ဇလန်းလေးကိုလည်းဆက်လက်တင်ဆက်ချင်ပါရီရှင်။1955ခုနှစ်ဇန်နဝါရီလ15ရက်နေ့မနက်10:00နာရီခန့် ကျွန်တော်တို့ရန်ကုန်ရဲအဖွဲ့ကျိုးမဲ့ဂျင်းနန်းဌာနအိမ်ထောင်တွေများနေထိုင်ရာအမှတ်45ပြည်လမ်းရှိဘရင်တော်ရဲရိတ်တော်အခန်းနံပါတ်18မှာဝင်းဝင်းရုံ၌ရဲရန်ပုံငွေရဲပြားဆက်ကပီးအိတ်နေစဉ်အမလီလုံးကြပါအောင်မခင်ညွန့်ကိုသူ့မောင်ကဓာတ်နဲ့ထိုးလို့လုံးကြပါအောင်တော့အော်ဒန်ကြတော့အိယာက ကမန်ကရန်လန့်နူသွားရီ အပြင်ကိုထွက်ကြည့်လိုက်တော့ကျွန်တော်အခန်းပေါက်ဝမှာကျောမီလီရဲ့မားခင်ညွန်ကညာလက်နဲ့ဘေဘက်ရှင်အုံကိုဖိကမျက်နှာရှုံ့မဲ့နေတာကို တွေ့ရတယ်။ဇင်းကြံလမ်းမှာဓာချောက်လက်မခန့်ကိုဂိုင်ပြီးမားခင်ညွန်ကို တွေ့ပြီးကြည်နေတဲ့အနေထားနဲ့အောင်မင်းကိုတွေ့ရတဲ့အခါအနီးကိုပြေးသွားပြီးဟေ့အောင်အောင်မင်းမိုက်လာကြည်လားကွာကိုအမအရင်ခောက်ခောက်ကိုဓာနဲ့ထိုးရအောင်မင်းအမက မင်းကိုဘာများလှုပ်လို့လဲလူမိုက်ကွာ မခင်ညော့သေးသွားရင်မင်းလူတမ်းမှုဖြစ်မယ်ဆိုတာနားမလည်ဘူးလားခွေးကောင်ပေးစမ်းတာကျွန်တော်လက်စွပ်ယူပြီးတော့ပေါင်ထားတာအခုထိရွေးမပေးသေးလို့မင်းတော်တော်မိုက်ပါလားကွာထို့နောက်လူတွေဝိုင်းအောင်လာကြတယ်ကိုမောင်ကြီးဒီကောင်ကိုခေါ်ထားဗျာအနည်းမှရောက်လာတဲ့ရဲကြက်ကြီးကိုမောင်ကြီးကိုအောင်မင်းကိုထိန်းထားရန်ပြောလိုက်ပြီးမခင်ညွန်ထံပြေးသွားကလက်ကိုလှုပ်လိုက်မခင်ညွန်ထိုင်းနေ အကိုထိမ့်ပေမယ်ဖြည်းဖြည်းထိုင်ကြရဲဘော်အေးဖေဝါယာလက်ကားရစီမြန်မြန်ခေါ်ပေးဗျာစီးရုံမြန်မြန်ပို့မှာဖြစ်မယ်ပြီးတော့သူ့ယောက်ျားကိုလည်းအကြောင်းကြားပေးပါမခင်ညွန်တတိလက်သွားရင်ကျွန်တော်ကဒံယာကိုဖိထားတဲ့လက်ကို အသာကင်ပြီးထပ်ပြီးဖိလိုက်တယ်ဝါယာလက်ကကောက်အော်အော်ဆွဲမောင်းပြီးရောက်လာတယ်ကျွန်တော်ကမခင်ညွန်ကိုပြေးချီကဝါယာလက်ကားပေါ်တင်ပြီးအမြန်ဆုံးစီးရုံကြီးကိုပို့လိုက်ကြတယ် အောင်မင်းကိုဓာထုမှုနဲ့လောလောဆယ်ကန်တိုမင်ရဲစခန်းမှာတိုင်ကျက်ဖွင့်ပြီးဖမ်းချုပ်ထားလိုက်ကြတယ်။မခင်ညွန့်ရဲ့ယောက်ျားရဲတူတကြက်အုံးဖီလေးစီးယုံကြီးကိုယောက်လာတော့ဖြစ်ပြက်ပုံကိုပြောပြလိုက်တယ်။တော်တော်မိုက်ရိုင်းတဲ့အကောင်အိမ်မှာလည်းတင်းကျွေးထားသည်တည်းအမရဲ့ခောက်ခောက်ကိုလှုပ်ရက်တဲ့အကောင်ကျွန်တော်မိမတည်သွားလို့ကတော့လားဒီကောင်သိမယ်ခံပြင်းမှုကောင်းတဲ့အကိုရစိတ်ကိုထိမ့်ပါကွာ မင်းရောက်ဖအောင်မင်းဟာစိတ်မမမှန်တာပဲကွာမင်းလည်းတည်သားပဲစိတ်ယူပေါက်ပြီးလှုပ်လိုက်တာလေဖြစ်နိုင်တာပေါ့ကွာသူ့အမအရင်ကတော့တမင်တက်တက်တက်ချင်မှတော့ဟုတ်မယ်မတင်မအောင်အုံးဖေရစိတ်ထိတ်မှာ သူ့မိုက်ပြစ်သူ့ခန်းသွားအောင်မှာပါဒေါသရှေ့မထားပါနဲ့ငါညီဟာအောင်မင်းကငတ်ဖျားယောဂာနဲ့ဈေးရုံတက်ကူးတာပြီးစိတ်ဖောက်ပြန်လာတယ် ဈေးရုံတက်နေတော့အမလှုပ်သူက ရွှေလက်စုပ်ကလေးတမူသားခန့်ကိုပောင်းပြီးမောင်ဖြစ်သူအောင်မင်းအတွက်ဈေးဘူးစားကြရဘူးသုံးခဲ့တာကိုထဲ့မတွက်ဖေးရွှေလက်စုပ်ရွေးမပေးရခေါင်းလာလို့မောင်နှမနှစ်ယောက်စကားများရာကအောင်မင်းကအမရင်ခေါက်ခေါက်ကိုဓာနဲ့ထိုးတဲ့ဖြည့်ရက်ကတကယ်ကြည်ကွင်းစရာကောင်းပါရဲ့။တည်ပြီမခင်ညွန်တယောက်တန်းရာကြောင့်ဇန်နဝါရီလ15ရက်နေ့ညတကောင်ကျော်မှာကွယ်လွန်ရရှာရတဲ့ အောင်မင်းကိုလူတတ်မှုပုံမှန်300ကိုပြောင်းပြီးတရားဆွဲဆိုလိုက်တဲ့အထူးအာဏာရောက်ရာဘက်ရာဇဝတ်တရားသူကြီးပါစီဦးမြမောင်ရုံတော်မှာမျက်မြင်တက်တဲ့အဖြစ်နဲ့ကျွန်တော်ဇနီးဒေါ်ထွေးကြည်ကိုစီစီတဲ့တရားသူကြီးဥပစီမြမောင်ကမိတဲ့ဒေါ်ထွေးကြည်မြင်တွေ့ခဲ့တာတွေကို ရုံတော်မှာအစိတ်ခံပါဒေါ်ထွေးကြည်ကျန်းထုတ်ကိုကင်ပါကျွန်တော်ပြောတဲ့အတိုင်းစူပါ ဟုတ်ကဲ့ရှင်ကျမသည် ကျမသည်မှန်ရာကို အစစ်ခံပါမည်မှန်ရာကို အစစ်ခံပါမည်မမမကန်အစစ်ခံပါကမမမကန်အစစ်ခံပါကကြမ်းစူးပါစီကြမ်းစူးပါစီထိုင်နိုင်ပါပြီတော်ထွေးကြည်ရှေးဘက်ဇေယီကကြမ်းကင်စူးခိုင်းပြီးထိုင်ခိုင်းလိုက်တဲ့ကဲပြောပါတော်ထွေးကြည်အဲ့ဒီနေမနဲ့ကကျမမိဖို့ကမ်းမှာထမင်းချက်နေပါလေမခင်ညွန်က ကျမမိဖို့ကမ်းဝမှာလာရက်ပြီးစကားပြောနေပါလေ အောင်မင်းရောက်လာပြီးတော့နင့်ကိုငါတတ်မယ်ဆိုပြီးဓာတ်နဲ့ထိုးလိုက်တာတွေ့ရပါတယ်။ဒီဓာတ်လား။တရားသူကြီးဥပါစီမြောင်မောင်ကတတေကံစကောက်ဓာတ်ကိုကင်ပြပြီးမေးလိုက်ခြင်းဖြစ်ပါရဲ့။ဟုတ်ပါရဲ့ရှင်။နောက်ဘာတွေဖြစ်တယ်ဆိုတာဆက်ပြောပါ။ဟုတ်ကဲ့။ကျမကြောက်ကြောက်နေမိဖို့ကန်းတွေကခုံးချပြီးထွက်ပြေးပါရဲ့။ဆက်ပြောပါ။ကျမရက်ကြည်နေပါရဲ့။ကျမယောက်ျားကအောင်မင်းလက်ထဲကဓာတ်ကိုယူလိုက်တာတွေ့ရပါရဲ့။ ခဏကြာတော့ဝါယာလက်ကရောက်လာပြီးကျမယောက်ျားကိုယ်တိုင်ဈေးရုံကိုသွားပို့ပြီးခဲ့ပါတယ်။အဲ့ဒီနေ့ညမှာပဲမခင်ညွန်ဆုံးသွားကြောင်းသိခဲ့ရပါတယ်။ကျမသိမြင်ကြားခဲ့ရတာဒီလောက်ပါပဲ။ကောင်းပါပြီ။နောက်တက်တည်ခေါ်ပါ။တရားသူကြီး ဥပစီမြောင်မောင်ကပြောလိုက်တယ်။အမတ်နဲ့တက်တည်ရဲစီဦးကျော်ရှေးဘက်စီကခေါ်လိုက်တယ်။ရဲစီဦးကျော်ကိုဆက်လက်စစ်စီတယ်။ ။ဦးကျော်ကသူတွေ့မြင်လှုံ့ဆောင်ခဲ့တာကိုအစိတ်ခံသွားတယ်။ရဲစီဦးကျော်ကိုစစ်စစ်ပြီးရုံချင်းရဲပြီးကတခြားအမှုများဆက်လက်စစ်စစ်တယ်။တမတ်မှုလောပါစိတ်မမှန်တဲ့ဒေါသကြောင့်မောင်ရင်ခောက်ခောက်ကအမဖြစ်သူကိုဓာတ်နဲ့ထိုးတက်မိခဲ့တဲ့အထိဖြစ်ပွားခဲ့ရတဲ့တကယ့်ပြစ်မှုတရကကြေကွဲဝမ်းနဲ့ယူကျုံမရစရာကောင်းလာတယ်။လောဘဒေါသမောဟမာနတွေက ဘယ်အရာမှကောင်းကျိုးမပေးသည်မှတတိတရားထပြီးတန်ဝေကရကြရန်မမေ့သင်မှအောင်မင်းကအမရဲ့မခင်ညွန်ကိုဓာနဲ့ထိုးတဲ့ကြောင်းပြမှုထင်ရှားတော့အောင်မင်းကိုအလုတ်ချမ်းနဲ့ထောင်တန်းခုနှစ်နှစ်ပြည့်တန်ချမှတ်လိုက်သည့်အောင်မင်းကလည်းအင်းစိန်ထောင်အတွင်းမှာပဲတည်ဆောက်သွားခဲ့ရရှာရည်လက်စွပ်တကွင်းကြောင်းမောင်ရဲ့နှမဒုက္ခရောက်ကြရသည်မှတန်ဝေကရเสียရကောင်းလာပါရည် ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။လွန်ခဲ့တဲ့44နှစ်ကကျွန်တော်ကိုတွေ့မြင်ခံစားခဲ့ရတဲ့တကယ့်ဖြစ်ရဖြစ်ပါတယ်။ဟုတ်ကဲ့။ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူ မဆန္နာပဲဖြစ်ပါတယ်ရှင်။